မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ3ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်မျိုးသိမ်းတိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်မောင်တော်မြို့ကိုအရခတက်တော် AA ကယာနုံးပြိသိမ့်ပိုက်ထိန်းချုပ်လိုက်ပြီးတော့ကြီးကံမြေဌာနချုပ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား90ခန့်ဟာလည်းလက်နက်ချညံ့ခံခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မောင်တော်မြို့မှာနောက်ဆုံးကြန့်ရှိနေတဲ့အမှတ်၁နေကြားဆောင်စခန်းကြီးကန်းပြင်ဌာနချုပ်ကိုမေလ၂ရက်နေ့မနက်၄နာရီကတိမ့်ပိုက်ရရှိပြီးတဲ့နောက်မောင်တော်မြို့ကိုတိမ့်ပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးခိုင်လုံတဲ့တရင်အေးမြေကမောင်တော်ကိုအေးအေးကတိမ့်လိုက်ပါပြီမနေ့ကမနက်အာယုံ၄နာရီလောက်မှာတိမ့်လိုက်တာပါစစ်ကောင်စီဘက်ကကြီးရည်လေး၃ခုစလုံးနဲ့ခုခံခဲ့ပေမဲ့အေးအေးကတိမ့်ပိုက်နိုင်ခဲ့ပါတယ်လို့ပြောဆိုခဲ့ပါဗါးမောင်တော်မြို့တိမ့်တိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား90ခန့်ဟာ အာရခတ်တက်တော် AA ထံမှာလက်နက်ချညံ့ခံခဲ့ပြီးတော့မွတ်စလင်အကြမ်းဖက်အဖွဲ့ ASA AA နဲ့ RSO တို့ကစစ်ကောင်စီဘက်ကပူးပေါင်းပြီးတော့ပအဝင်တိုက်ခိုက်နေတယ်လို့သတင်းအရင်းမြစ်ကပြောဆိုခဲ့ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ဟာလည်းတဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကိုထွက်ပြေးမှုတွေရှိနေတယ်လို့သိရပါတယ်စစ်ကောင်စီဘက်ကအခုချိန်အထိမောင်တော်မြို့နယ်ဘူးတီတောင်မြို့နယ်နဲ့ပေါတော်မြို့နယ်တို့ကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်နေပြီးတော့စစ်တွေမြို့ဘက်ကလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့သိရပါတယ်ဘူးတီတောင်မြို့ကိုလည်းတိမ့်ပိုက်နိုင်ဖို့အတွက် အရခတတ်တော်အေကထိုးစစ်အရှိန်ကိုအရင်ကထက်လေးစမြင့်တင်ထားတယ်လို့ဒေသခံတွေစီကသိရပါဗျ။ဘူတိတော်မျိုးကစစ်ကောင်စီရဲ့အကြီးဆုံးစခန်းဖြစ်တဲ့စကခ15ဌာနချုပ်ကိုထိုးစစ်ဆင်တိုက်ခိုက်နေတာဟာ3လခန့်ကြာမြင့်နေပြီဖြစ်ပြီးတော့အဲ့ဒီတပ်ဌာနချုပ်ကိုတိမ့်ပတ်ရရှိပါကဘူတိတော်မျိုးကို AA ကတိမ့်ပိုက်နိုင်မှာဖြစ်တယ်လို့သိရပါဗျ။နောက်ထပ်ခိုင်လုံတဲ့တရင်အေးမိကလည်းဘူတိတော်မျိုးကို AA က80ရာခိုင်နှုန်းကျော်တိမ့်ပိုက်နိုင်ပါပြီ။ကျန်တဲ့25ရာခိုင်နှုန်းကျော်ကိုတိမ့်ပိုက်ရရှိရင်တော့ ဘူးသီးတောင်မြို့ကိုလည်းမကြခင်မှာတိမ့်ပိုက်နိုင်မှာဖြစ်ပါတယ်မွတ်စလင်အကြမ်းဖက်အဖွဲ့တွေပူးပေါင်းတိုက်ခိုက်နေတဲ့အတွက်တချို့ဟာတွေမှာနည်းနည်းခက်ခဲနေတာတွေရှိပါတယ်ဒါပေမဲ့ဘူးသီးတောင်မြို့ကိုအေအေကမရရအောင်တိမ့်ပိုက်မှာပါလို့ပြောဆိုခဲ့ပါတယ်ပြီးခဲ့တဲ့ AB လ28ရက်နေ့မနက်ပိုင်းမှာလည်းအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တီရှိဟာရခိုင်ပြည်နယ်အမ်းမြို့အနီးမှာရှိတဲ့စစ်ကောင်းစီရဲ့တော်ဟိန်တောင်ဘူးဟာဂုံးကိုအရခတ်တက်တော်အေအေကတိမ့်ပိုက်ခဲ့တယ်လို့သိရပါတယ် အာရခတက်တော်အေအေကရခိုင်ပြည်တွင်ကပုံနာကျောင်းကြောက်တော်မြောင်ဦးမင်းပြမြေပုံပေါတော်ရသေးတောင်တောင်ပြိုရန်ပြဲနဲ့ပလဝမြို့တို့ကိုတိမ့်ပိုက်ထားပြီးတော့တခြားမြို့နယ်များကိုလည်းတိမ့်ပိုက်ရရှိရေးအတွက်ထိုးစစ်ဆင်နေကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းညံမြို့နယ်မှာညအချိန်မီးပြတ်တဲ့အတွက်အပြင်ကိုထွက်ထိုင်နေတဲ့ပြည်သူများကိုတန်းစီခိုင်းပြီးတော့ပားရိုက်ခဲ့တဲ့သူပြည်သူတွေရဲ့နေအိမ်တွေကိုဖောက်ထွင်းလူရက်မီးရှို့ခဲ့တဲ့သူ ယူစောတိလူမိုက်ထွန်းထွန်းဝင်ပြစ်ခတ်ခံရပြီးတော့ပေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလာတရက်နေ့ညနေ9:00နာရီဝန်းကျင်အချိန်ကမြင်းညာမြို့နယ်နတ်သားကျေးရွာကိုတီရာယူမော်ယူစောတိအဖွဲ့ကအဖွဲ့ဝင်လဲဖြစ်လူမိုက်တအူးလဲဖြစ်တဲ့ယူစောတိထွန်းထွန်းဝင်ခေါ်ငထွန်းရောက်ရှိလာတယ်လို့သိရပါဗျ။ဒါကြောင့်တော်လိုက်တပ်ဖွဲ့တွေကဝင်ရောက်ဖမ်းဆီးရမှာအဖမ်းမခံမဲနဲ့ထွက်ပြေးတဲ့အတွက်ကြောင့်ပြစ်ခတ်ဖမ်းဆီးရပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါဗျ။တိတ်ဆုံးသွားတယ် ပြူစောတိထွန်းထွန်းစီကနေပြီးတော့ကာပိုင်ကြီး23တောင်းစံတီ9.2ကပတ်စထုတ်ကြီးတောင်းတင်းစီရရှိခဲ့တယ်လို့သိရပါတယ် Freedom Fight Guerrilla Force FFGF အညာ Federal Task Force AFTF ပြည်ချစ်သားပျောက်ကြားတပ်ဖွဲ့ MGN တို့ကပူးပေါင်းပြီးတော့စစ်စီရင်ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်သူကမြင်းညာမျိုးပေါ်တီရာယူမော်ပြူစောတိအဖွဲ့ကမျိုးပေါ်မှာပြူစောတိထွန်းထွန်းနဲ့စစ်တပ်ကမြင်းညာအထက်ကနေအကြောင်းမှာတတ်ဆွဲထားတယ်သူတို့တတ်ဆွဲထားတဲ့အကြောင်းက MS 18ရက်ွက်ထဲမှာရှိတယ် အဲ့ဒီမှာပြည်သူတွေကညာပိုင်းပူလို့အပြင်ကိုထွက်တိုင်းတာကိုမှောင်ရိပ်ခိုတယ်ဆိုပြီးတော့ပြည်သူတွေကိုတန်းစီခိုင်းတယ်ပြီးတော့တေသွားတဲ့ပြူစောတီထွန်းထွန်းကပြည်သူတွေရဲ့ပားတွေကိုကြီးပဲလိုက်ရိုက်တာသူတို့တက်ဆွဲထားတဲ့အာထက်ကနဲ့အကြောင်းရှိကဖြတ်သွားရင်လေပြည်သူတွေကိုပားခေါ်ရိုက်တယ်ရွာတွေကိုဆင်းရင်လေအိမ်တွေကိုဖောက်တယ်လူရက်တယ်မီးရှို့တယ်အဲ့ဒါမေလာတရက်နေ့နတ်သားကြီးရွာမှာသူရောက်နေတော့အသက်ခံလိုက်ရတာနတ်သားနဲ့မြင်းကြံမျိုးပေါ်ကစိုင်ကယ်နဲ့၁၀မိနစ်လောက်ပဲသွားရတယ်သူအသက်ခံရတာကြားတော့ပြည်သူတွေဆိုတာလေပျော်လွန်းလို့ ခတော်ကတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုခဲ့ပါတယ်ပြူစောတိထွန်းထွန်းရဲ့နာရီကိုမေလာနေ့ရက်နေ့မှာချောင်းတောင်းတုတ်တမ်းမှာတကြိုခဲ့ပြီးတော့တီလာယူမော်ပြူစောတိအဖွဲ့နဲ့စစ်ကောင်းစီစစ်ကြောင်းများကနာရီလိုက်ပါပို့ဆောင်ပေးကြကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းတာအော်ရီခိုင်အုပ်ဖို့မြို့နယ်ဖလန်ပင်အုပ်စုရွာတက်ကျေးရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်းစီရဲ့လက်အောက်ခံပြူစောတိခေါင်းဆောင်ယာအိမ်မူးမြင့်အောင်ကို၎င်းရဲ့နေအိမ်မှာတင် မြေအောက်ယောက်ျားတစ်ဖွဲ့အုပ်ဖို့ကပြစ်ခတ်ရှင်းလင်းခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ၂ရက်နေ့မွန်လွဲတနါ ਈ ၁၀မိနစ်အချိန်ကယာယီမှုမြင့်အောင်ကိုပြစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။မြင့်အောင်ဟာပြည်သူများကိုအတင်းအကျပ်ချိမ့်ချောက်ပြီးတော့စစ်မှုထမ်းဖို့အတွက်လူသစ်စုဆောင်းပေးခြင်းငွေကြေးကောက်ခံခြင်းအပြင်ပြည်သူတွေကိုအမျိုးမျိုးဖိနှိပ်ဒုက္ခပေးနေတဲ့အတွက်ကြောင့်ပြစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းကိုမြေအောက်ယောက်ျားတစ်ဖွဲ့အုပ်ဖို့ကတာဝန်ရှိသူကပြောကြားလာပါဗျ။မြို့နယ်အတွင်းမှာပြည်သူတွေကိုစစ်ကောင်စီစစ်သားအဖြစ်နဲ့အတင်းအကျပ်စုဆောင်းမယ်ဆိုရင် မြင်းအောင်လိုမျိုးလုတ်ပြစ်မယ်လို့သတင်းစကားပါကြင်ပါတယ်လို့မြေအောင်ပြောက်ကြားတက်ဖွဲ့အုပ်ဖို့ရဲ့တာဝန်ရှိသူကပြောပြလာပါတယ်။ပြစ်ခတ်ရှင်းလင်းခံရတဲ့မြင်းအောင်ဆိုသူဟာအကြမ်းဖက်စစ်ကောင်စီထံကိုတော်လိုင်းရဲဘော်များရဲ့အချက်အလက်များ PDF စကမ်းရဲ့တင်းနေရများကိုထောက်လန်းပေးဖို့ခြင်းတွေကိုလှုပ်ဆောင်နေသူဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ်တရင်ကတော့စီဆိုင်မျိုးတိုက်ပွဲတွေအတွဲမှာစစ်ကောင်စီဘက်ကတေဆုံဖမ်းဆီးရမိတဲ့ဒူရီစီကနေပြီးတော့တင်းစီရမိထားတဲ့ကာပိုင်တနတ်တွေကို တော်လိုက်တက်ဖွဲ့တွေမှာပြန်လည်တက်ဆင်ဖို့အတွက်ကြီးစံလိုအပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သိန်းစီရမိလာတဲ့ကာဗန်ကနက်တွေကဒုတိယကမ္ဘာစစ်ကာလအတွင်းမှာဂျပန်တပ်တွေရဲ့အပြင်းထန်တိုက်ခိုက်မှုကနေပြီးတော့ကာကွယ်နိုင်ဖို့အတွက်အမေရိကန်ထုတ်ပော့ပါပြီးတော့အများပြစ်ခတ်နိုင်မဲ့လက်နက်ငယ်တွေဖြစ်ပြီးအဲ့ဒီတနက်အလက်20တဲကမှ16လက်ဟာတည်ဆုံသွားတဲ့ PNO ပြည်သူစစ်တွေထံကနေပြီးတော့ရရှိတာဖြစ်ပြီးလေးလက်ကတော့ဖမ်းဆီးရမိတဲ့လက်နက်တွေဖြစ်တယ်လို့သိရပါဗါတယ်။တိုက်ပွဲတွေမှာတနက်တွေရပြီမဲ့ကြီးစံကပါမလာဘူး။အဲ့ဒီတော့ တနက်ကအပိုပစ္စည်းလို့ဖြစ်နေပါတယ်။ကြီးစံဖြည့်တင်းနိုင်ဖို့အတွက်ကြီးစံလိုပါတယ်။ကြီးအတောက်2000လောက်လိုပါတယ်လို့ခွန်ရင်းရံကပြောဆိုခဲ့ပါတယ်။ကြီးစံအမျိုးအစားမှာ0.30ကြီးအမျိုးအစားဖြစ်ပြီးတော့အမေရိကန်ကအားပြင်းကြီးကြီးပြောနေမိဆုံးကြီးတို့ကိုခွဲခြားထုတ်လုပ်ထားပြီးတော့အားပြင်းကြီးကိုတိုက်ပွဲများမှာရန်သူတေဆုံးစေရန်ကြီးပြောကိုရန်သူတန်းရရရှိစေရန်နဲ့မိဆုံးကြီးကိုညအချိန်အချက်ပြပြစ်ခတ်ရန်တို့မှာအတုံးပြုတ်ကြတယ်လို့သိရပါတယ်။လက်ရှိမှာစစ်ကောင်စီတပ်တွေမှာကာပိုင်တနက်ကိုပြူစောတိ ြည်သူစစ်နယ်လက်အောက်ခံတပ်ဖွဲ့တွေကိုထုတ်ပေးထားတာတွေရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်သတင်းကတော့မြန်မာနိုင်ငံတဝမ်းလုံးမှာရှိတဲ့နန်းစီဒီယံဝန်ထမ်းတွေတဲကပြည်သူစစ်မှုတန်းဥပဒေနဲ့ပထမအဦးဆုံးစစ်မှုထမ်းကြရမယ်ဝန်ထမ်းစည်းရင်းကိုစစ်ကောင်စီကစတင်ကောက်ခံနေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အပီလာ26ရက်နေ့ပြည်ထောင်စုရာဒူးဝန်အဖွဲ့ဝန်ထမ်းရေးရာဦးစီးဌာနကနန်းစီဒီယံဝန်ထမ်းတွေတဲကမိမိရဲ့ကိုယ်ပိုင်စန္ဒနဲ့စစ်မှုထမ်းရန်စန္ဒပြုလိုတဲ့ ဝန်ထမ်းများစည်ရင်ကိုပေးပို့ဖို့အတွက်ဝန်ကြီးဌာနအသေးသေးကိုစည်ရင်တွေတောင်းခံလာတယ်လို့သိရပါတယ်။အခုလိုမျိုးတောင်းခံတဲ့အတွက်ဝန်ကြီးဌာနတွေကဌာနတွင်းမှာပထမဦးဆုံးတွားရောက်ပြီးတော့စစ်မှုထမ်းကြမယ်။ဝန်ထမ်းများစည်ရင်ကိုပြုစုနေတယ်လို့သိရပါတယ်။အဲ့ဒီအခါမှာဝန်ထမ်းများကကိုယ်တိုင်ဆန္ဒပြုခြင်းမဟုတ်ပဲဌာနအကြီးအကဲတွေကတင့်တော်တယ်လို့စည်ရင်ပြုစုစီမံကြခြင်းဖြစ်တဲ့အတွက်ဝန်ထမ်းအများစုဟာသူတို့ကိုသူတို့တောင်မသိရပဲတဲ့စစ်မှုထမ်းရမယ်နာမည်စည်ရင်တွေမှာပါဝင်နေတယ်လို့သိရပါတယ်။ ဧပြီလ26ရက်နေ့မှာနေပြည်တော်ဝန်ထမ်းရေးရာဦးစီးဌာနကနေစစ်မှုထမ်းမဲ့ပထမအုပ်ဆုံးအတုပ်ဝန်ထမ်းစရင်ပေးဖို့အတွက်ဝင်ကြီးဌာနအသီးသီးကိုစာပို့ပါတယ်စာကလျှို့ဝှက်နဲ့ပို့ပေမဲ့ဝန်ထမ်းတွေအကုန်လုံးကတိကုန်လို့အကုန်လုံးဝရုံးသုံးကဖြစ်ကုန်တယ်တချို့ဝန်ထမ်းတွေကထွက်စာတင်ပေမဲ့လည်းအထွက်မခံဘူးရုံးလဲလာမတက်ကြတော့ခွင့်မဲ့ပြက်ကတ်တွေဖြစ်ကုန်တယ်ဆန္ဒပြုခိုင်းတာဆိုပေမဲ့ဝန်ထမ်းတွေကိုယ်တိုင်မသိဘဲနဲ့နာမည်စရင်တွေကိုဌာနအကြီးအကဲတွေကတင့်တော်တယ်လို့စီမံထားလို့ပြဿနာတွေဖြစ်နေကြတယ်လို့ ပြည်တော်စုရာဇဝံအဖွဲ့သတင်းရင်းမြစ်ကပြောပြထားပါတယ်။ရှမ်းပြည်နယ်ကလောင်းမြို့နယ်မှာရှိတဲ့ဌာနဆိုင်ရာရုံးများမှာတပ်ဆိုင်ရာဝန်ထမ်းများကိုအတိပေးခြင်းမရှိဘဲနဲ့စစ်မှုထမ်းရမယ်စည်ရင်ကိုဌာနဆိုင်ရာအုပ်ချုပ်သူများကပေးကြတဲ့အတွက်အချင်းချင်းအပြန်အလှန်တိုင်ကြားမှုများဖြစ်ပေါ်နေတယ်လို့သိရပါတယ်။တချို့ဝန်ထမ်းများမှာရုံးမတက်တော့ဘဲခွင့်မဲ့ပြက်ကွက်မှုတွေလည်းရှိနေတယ်လို့သိရပါတယ်။စစ်မှုထမ်းဥပဒေနဲ့စစ်ထဲဝင်ရောက်ရမယ်နန်းစီဒီယံဝန်ထမ်းများကို ဌာနကပေးအပ်တဲ့တာဝန်ကိုဆက်လက်တာဝန်ထမ်းဆောင်တယ်လို့သတ်မှတ်ပြီးတော့လစာနဲ့ခန်းစားခွင့်များကိုဆက်လက်ပေးထားမှာဖြစ်တယ်လို့သိရပါတယ်။ဌာနဆိုင်ရာအလုပ်တာဝန်များကိုယာယီလွှဲပြောင်းမှုရှိမှာဖြစ်တော့လေစစ်မှုထမ်းပြီးတော့ပြန်လာတဲ့အချိန်မှာမူလနေရာလစာနဲ့ခန်းစားခွင့်များအတိုင်းပြန်လည်ခန်းစားရမှာဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်စစ်မှုထမ်းတဲ့အချိန်စစ်တပ်ကနေရရှိတဲ့လစာနဲ့ခန်းစားခွင့်များကိုလည်းထမ်းမှန်ခန်းစားခွင့်ပြုမယ်လို့မလုံပေးထားကြောင်းသိရပါတယ်။လာမယ့်စစ်မှုထမ်းအပတ်စဉ်တဲ့အတွက် ဝန်ထမ်းတွေစတက်ရမယ်လို့ပြောတယ်အမျိုးသားတွေကြီးပါပဲစည်ရင်းမှာတော့အမျိုးသမီးစည်ရင်းပေးရတာတွေရှိတယ်ဘလို့လာအောင်လဲတော့မသိပါဘူးအားလုံးကတော့မသွားကျင်ကြဘူးလို့နေပြည်တော်မွေးမြူရေးဆယ်မြောင်းနဲ့စိုက်ပျိုးရေးဌာနကအရာတန်းတဦးကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်ကံမနေမီရဲစခန်းကရဲဒူးတက်ချက်နန္ဒကျော်ဟာအပိလာနှစ်ရက်နေမှာလက်နက်ခဲယမ်းများနဲ့အတူမြိုင်ပကဖထမ်းမှာအလင်းဝင်လာခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အဲ့ဒီရဲတပ်ဖွဲ့ဝင်ဟာမြိုင်ပကဖနဲ့ချိတ်ဆက်ပြီးတော့ G3 တလက် G330 တောင်လက်ပြဘုံတလုံးလုံးနဲ့အတူအလင်းဝင်လာခဲ့တဲ့အတော့မြိုင်ပကဖကနေပြီးတော့ငွေကျပ်350စုချင်းမြင့်ပေးခဲ့တယ်လို့သိရပါဗါးအခုလိုမျိုးစစ်ကောင်စီတပ်ဖွဲ့ဝင်များအနေနဲ့အမြင်မှန်ရပြီးတော့ပြည်သူ့ဘက်ကိုပူးပေါင်းလိုပါကနှွေးထွေးစွာကြိုးစိုးနေတယ်လို့မြိုင်ပကဖကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ